ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကဘရိုက်တန်ကို၄ဂိုး၂ဂိုးဆိုတဲ့ရလနဲ့အိမ်ခွင်းမှာအနိုင်ရပါတယ်ယူနိုက်တက်အတွက်တော့ကျွန်တော်တို့သာပထမဆုံးဆိုသလိုအမ်မိုရင်းလက်အောက်မှာ၃ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီးတော့အဘရိုက်တန်ကတော့လက်ရှိဒီပွဲရှုံးနေသွားခဲ့တဲ့အတွက်ဒီရာဒီမှာသူတို့၉ပွဲကစားပြီးတဲ့အချိန်မှာသူတို့၃ပွဲနိုင်၃ပွဲတည်၃ပွဲရှုံးဆိုတဲ့ရလက်သူတို့ပိုင်ဆိုင်ထားတယ်ဆိုတော့ဒီပွဲကိုကျွန်တော်စပြောရရင် ဘရိုက်တန်ပေါ့နော်ဘရိုက်တန်ကဒီပွဲမှာတော်တော်ကိုဆလိုပြီးဖြစ်တဲ့အခြေအနေတွေအများကြီးပါပထမပိုင်းဆိုတော်တော်တည်တာတယ်ပေါ့နော်ပထမပိုင်းမှာဆိုလို့ရှိရင်ဘရိုက်တန်နေနဲ့တကယ်ကောင်းတဲ့ performance ကြီးပြဖို့သူတို့ရုန်းကန်တယ်သူတပင်းပေါ့နော်အာနီးပြဖာဘီယန်ဟန်ဆလာပြောသွားသလိုပဲကျွန်တော်တို့ဒီပွဲမှာယူနိုက်တက်ကိုရင်ဆိုင်ခဲ့ရတာအရင်မခက်ခဲခဲ့ဘူးပေါ့ဒါပေမဲ့လည်းလို့ကျွန်တော်တို့ရဲ့ပလန်ကလည်းကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်းကျွန်တော်မြင်ခဲ့တယ်ပြဿနာကအဲ့ဒီပလန်ကိုအကောင့်ထဲပို့ဖို့အတွက်ပဲကျွန်တော်ရုန်းကန်ခဲ့ရတာပြောချင်တာကတော့ဗျာနော်ငါငါနီးစနစ်ကအလုပ်ဖြစ်နေတာပဲ ီကောင်တွေကအမေ9ရက်နေ့စနစ်ကိုဒီနေ့ပွဲအတွက်ချင်းခဲ့တဲ့ပုံစံကိုလိုက်မလုံနိုင်ခဲ့ကြတယ်လို့ကျွန်တော်ပြောတာပဲတကယ်လည်းပဲ Manchester United ရဲ့ကွင်းလင်မှာ space တွေအလွတ်ကြီးတွေရှိတယ်။အဲ့ဒါတွေကို Brighton ကအသုံးချဖို့လုပ်တာ။ပြဿနာက United ရဲ့ကျွန်တော်တို့နဲ့ pressing ကဒီနေ့ပွဲတော်အချင်းကြီးကောင်းပြီးတော့ Brighton ကစားမားတွေကအမားတွေကကျွန်တော်များနေကြတယ်။အဲ့လိုမျိုးနဲ့ United ကသူတို့ရဲ့ defensive third zone ထဲမှာဘောလုံးတွေပါရင်ရရင်နဲ့ပေါ့နော်အခွင့်အရေးတွေကျွန်တော်ရသွားတာပြောရရင်တော့ကိုရီ pressing ကနေတစ်ဆင့် Brighton မှားအောင် လုပ်ပြီးတော့မှားလို့ကိုရလာတဲ့ဘောလုံးတွေကို ဂိုးဖြစ်ပြောင်းလဲတယ်ပေါ့ဗျာတကယ်လည်းပဲဒါမြင်ခဲ့ရတဲ့အနေထားပါရှက်ကိုရှိတယ်ဆိုပြီးတော့ကျွန်တော်လောင်းဘောကြီးကျွန်တော်ပေးတယ်ပေါ့နော်ဒါပေမဲ့လည်းလို့တစ်ချိန်လုံးသွားနေတာမဟုတ်ဘဲနဲ့အနေထားပုံမူတည်ပြီးတော့သွားနေရတယ်အဲဒါအပြင်ယူနိုက်တက်အနေနဲ့ပေါ့နော်ဒီပွဲမှာဒီလိုမျိုးတုံ့ပြန်နိုင်ခဲ့လို့လည်းမဆိုးပြောရမယ်အဲ့တော့ Brighton ရဲ့ဘက်ကတော့ကျွန်တော်ဒီယာဒီသူတို့သုံးပွဲနိုင်ထားတယ်ဆိုတဲ့ထဲမှာအတင်းကြီးသုံးသင်းကိုနိုင်ထားတာသူတို့လည်းပဲ Manchester United နဲ့အတွေ့အမှန်သူတို့4-2နဲ့သူတို့ရှုံးသွားတယ် ဘရိုက်တန်ဘက်ကတော့ဒီတော့ဘူကောင်းနိုင်စွမ်းရှိတယ်လို့ထင်တယ်သူတို့လည်းပဲဘရိုက်တန်ရဲ့နောက်တန်းကစားမနေတဲ့ကွင်းလေကစားမတွေကြားထဲမှာအရန်ကိုအချိတ်ဆက်ကြီးလွတ်နေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ United နဲ့ပတ်သက်လို့ပြောရရင် United တော့ဒါကောင်းတဲ့အချက်ကြီးအများကြီးပဲဒါနိုင်ပွဲတွေရပြီဆိုကြတဲ့ကတော့ကိုရီတို့ကကောင်းတာပေါ့လေဒါပေမဲ့လို့ပေါ့နော်ဘရိုက်တန်ကို Manchester United နဲ့မနိုင်တာအိမ်ကွင်းမှာကျွန်တော်300ဒီလောက်ကျွန်တော်ရှိပြီဒါနဲ့တင်ကိုကျွန်တော်နေနေပေါ့နော်ဒီပွဲဟာနိုင်အောင်ကစားရမှာဖြစ်မယ်ဆိုတဲ့ပွဲမျိုးဗျာအဲ့တော့ Brighton ကိုကျွန်တော်တို့အနေနဲ့ အနိုင်ရအောင်ကျွန်တော်ရှင်းမင်ကစားတယ်ရှိမှလည်းမယ်လီဗာပူးသင်းကိုကျွန်တော်သာ၁၀နှစ်နော်အင်္ဂွေ့မှာကျွန်တော်တို့ဘာဆိုလီဗာပူးသင်းကိုမှကျွန်တော်မနိုင်ခဲ့ဘူးကျွန်တော်နိုင်အောင်ကစားတယ်ဆိုတော့ဒါကအများကြီးကောင်းတဲ့အနေအထားမျိုးတွေပါနောက်တစ်ခုကကျွန်တော်နေတဲ့ MOD အတွက်ပေါ့နော် Manchester United ကိုရောက်တာ၁၄လလောက်ကြာအပြီးမှာဟို၁၄လပေါ့လေနော်၁၄လကျွန်တော်အဲ့လောက်အဲ့လောက်အဲ့လောက်ကြာအပြီးမှာကျွန်တော်နေနဲ့၁၂လလောက်ကြာအပြီးမှာပထမဆုံးဆိုသူတို့ရတဲ့၃ပွဲဆက်တိုင်နိုင်ပွဲပါဒါဟာ Emery တို့ရဲ့ huge ပါပါလို့တခြားနီးပြားတွေအတွက်တခြား club တင်းတင်းမှာ၃ဝက်စက်တဲ့အနိုင်ရဖို့ဆိုတော့ လွယ်လွယ်လေးဖြစ်ကောင်းဖြစ်နိုင်မယ်။ဒါပေမဲ့သူရောက်ရှိလာပါတယ်ဆိုတဲ့ Manchester United မှာစစရောက်ခြင်းကနေအခုချိန်ကြီးကိုရီးယားဘာ consistent man ဖြစ်တဲ့ပုံစံမျိုးသွားနေတာမဟုတ်သေးဘူး။အဲ့တော့သူကိုယ်တိုင်အတွက်လည်းကျွန်တော်ယုံကြင်ရတယ်။ဒါပေမဲ့အခုတော့သူ့အတွက်လိုအပ်တဲ့နိုင်ပွဲဆက်ကလေးတွေကျွန်တော်ရလာပြီ။ဆိုတော့ဒါဒီ MO တွေအတွက်ဒါရှိလာမယ့်ပွဲစဉ်တွေမှာလည်း moment နဲ့ကောင်းကောင်းတည်ဆောက်ဖို့အတွက်တကယ့်အခွင့်အရေးကောင်းမယ်ပေါ့နော်။အဲ့ဒါကြောင့် United အတွက်ဒီနိုင်ပွဲဟာအများကြီးအတိတ်ပဲရှိခဲ့တယ်။ MO တွေအတွက်လည်းအများကြီးအတိတ်ပဲရှိခဲ့တယ်။ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကကျွန်တော်အနေနဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်လလောက်အတွတွင်မှာအရင်ပြောများခဲ့လို့ပါဒါကလည်းပြောတဲ့သူတွေတရင်စာရေးတဲ့သူတွေကိုကျွန်တော်တို့အဖြစ်ပြောလို့မရဘူးဘာလို့လဲဆိုတော့အမ်မိုရီနီတိုင်ပတ်နေခဲ့လို့ပဲနော်တော်တော်ကိုကျွန်တော်ဆွတ်ဆွတ်ပြပြကျွန်တော် ဖြစ်နေခဲ့လို့နိုင်ခဲ့ပါတယ်ဆိုတဲ့ပွဲတချို့မှတောင်မှပြောစရာတွေအများကြီးကျွန်တော်ဖြစ်နေခဲ့တာဒါမျိုးလိုအဲ့အရာကိုအမ်မိုရီကလုံးတင်တဲ့အပြောင်းလဲတွေကျွန်တော်လုတ်ပြီးတော့ဖြည်းဖြည်းချင်းအံဝင်ခွင့်ချက်ဖြစ်အောင်ကျူပန်ရင်နဲ့အခုဆိုနိုင်ပွဲလေးတွေပြင်ပြယူလာနိုင်ပြီဆိုတော့ဒါကောင်းတဲ့အချက်ပါနော်ဒါကောင်းတဲ့အချက်ပါဒါကြောင့် ဘာပဲပြောပြော United အတွက်တော့ဗောနော်ကျွန်တော်တို့ဒီယာဒီမှာစတင်တဲ့ပုံစံကအကောင်းဆုံးဟုတ်မနေပါဘူးဆိုတော့အဲ့ဒီဂျာတဲ့ကမှကိုရီးယားအဆင်ပြေအောင်ကျွန်တော်လုပ်ယူရတာဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်လည်းဒီပွဲမှာအမ်ဘူမူတော်တော်လေးကောင်းတယ် Brian အမ်ဘူမူတော်တော်ကိုကောင်းတယ်ဗျာအမ်ဘူမူကတည်လားဟိုအခုမှထူးခြားပြီးတော့ကောင်းတာတော့မဟုတ်ဘူးဗောနော် Brand Boom မှာကလေးကဒီကောင်ပါကောင်လဲကျွန်တော်တို့အားလုံးသိနေကြတာပဲ Brand Boom မှာလည်းတကယ်ကောင်းတဲ့ performance တွေပါတယ်သူပြတယ်တကယ်လို့ဂိုးတွေပါတယ်ကျွန်တော်တွင်းတယ်ဖန်တီးမှုတွေလည်းလုပ်တယ် crossing တွေလည်းလုပ်တယ် ဆိုတော့အသင်းမှာကအဲ့လိုမျိုးပုံစံပြန်ပြနိုင်နေတာတော်တော်လေးကိုရှားတယ်ပြောသေးတယ်နော်။ကစားမအများသူကကိုတင်းကိုရောက်လာပြီးဆိုတိုင်ပတ်သွားလိမ့်ရှိတယ်မလား။ဒါပေမဲ့လို့ပြီးခဲ့တဲ့ညရာဒီအပြောင်းရွှေ့မှာ Ineos လုပ်ခဲ့တဲ့အပြောင်းရွှေ့လေးခုမှာလေးခုစလုံးကလော့တယ်တော်တော်ကိုအသုံးဝင်နေတာ။ဆိုတော့အခုဆိုလို့ချင်း Brian Abumu နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရင်လည်းတကယ်ကောင်းတဲ့ performance ကိုသူပြနေတာ။တင်းကိုနှစ်ကိုသွင်းတယ်နော် chance creation တွေသူ့မှာရှိတယ်။တော်တော်ကောင်းပါတယ် Brian Abumu နေတော်တော်ကောင်းတဲ့ကစားမပါ။နောက်တစ်ယောက်က Matthias Cunha ။ Cunha နေနဲ့ ပရိသတ်တွေကတော့ဗျာတည်ရဒီဘက်ခေပရိသတ်တွေတော်များများကကျွန်တော်တို့ဒီနေကစားမတရားရဲ့ဆွမ်းဆောင်ရည်ကိုဒွေသွင်းကိုဖန်တီးမှုတွေဒီဓာတ်တွေနောက်နေပဲကျွန်တော်ကြည့်တယ်ပေါ့နော်တကယ်တကယ်ကျွန်တော်မျိုးလုံးနဲ့မြင်ရတဲ့နေသားမျိုးတွေမှာမတူပါဘူးဆိုတော့အကူညာနေနေလေဒီပွဲမှာဆက်ပြီးတော့သူဂိုးရတယ်သူတွေ့တော့ imminent ကိုလိုအပ်ခဲ့တဲ့ပွဲဂိုးပါမသိစကူညာတွေ့တော့လုံးဝကိုလိုအပ်ခဲ့တဲ့ဂိုးပါသူကိုယ်တိုင်ကဂိုးစာလောင်နေတာဖြစ်တယ် United ကိုကစားပြီးတာကျွန်တော်ရှစ်ပွဲရှိပြီလုံးဝဂိုးမသွင်းနိုင်သေးဘူးဆိုတဲ့အခြေအနေမျိုးဖန်တီးမှုလုံးဝမလုပ်နိုင်သေးဘူးဆိုတဲ့အခြေအနေမျိုးအဲ့လိုအနေထားမှာကျွန်တော်ဂိုးစာပြီးတော့ရတယ်ကူညာက ။နောက်ဒါပြင်ကုညာနီနဲ့အဲ့ဒီ twin ကိုကိုဖယ်လိုက်မယ်ဆိုတော့တော့မှတကယ်ကောင်းတဲ့ performance သူပြခဲ့တာဗျာ။သူပြခဲ့တာ။ဒါကြောင့်ကျွန်တော်တို့ကတော့တော်တော်လေးကိုမတီးစ်ကုညာကောင်းတယ်လို့ကျွန်တော်ထင်တယ်။တိုက်စစ်၃ယောက်ကြားထဲမှာအခြေဆက်ကြီးတော်တော်လေးမိလာပါပြီ။ဆိုတော့တီကြတာတကူကတော့ကျွန်တော်အနေနဲ့ပေါ့နော်။ဒီလောက်ထိကောင်းတဲ့ performance တွေဒီလို new performance တွေကိုဘယ်လောက်ထိကျွန်တော်အနေနဲ့ရည်ရှိလုပ်ပြနိုင်မလဲ။ consistent ဖြစ်ဖြစ်ဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့်ရမှာအဲကြောင့် Manchester United တော့ imminent ကိုအရေးကြီးတဲ့နိုင်ပွဲပါတကယ်ကိုထိုက်တန်တဲ့ခြေစွမ်းတဲ့နိုင်ပွဲလေးဖြစ်တယ်ဟောပွဲပြီးကနေမြန်တိုင်မြင်ပတ်ဦးမလားလို့ကျွန်တော်တွေးနေရတာတော်သေးတယ်ပေါ့ကျွန်တော်အနေနဲ့4-2ဆိုတဲ့ဂျာလိုင်းနဲ့ဖြစ်သွားလို့နော်3-3ဖြစ်တော့မဲ့အခြေအနေမျိုးတွေနော်4-2တွေပါကျွန်တော်ဖြစ်သွားတာဂျာလိုင်းမှာမင်း margin အရန်ကိုကျွန်တော်အနေနဲ့နော်ပါခဲ့တာဘာပဲပြောသုံးပွဲစားတဲ့ပထမဆုံးဆိုလို့ MOD လက်အောက်မှာနိုင်ပါပြီဒီခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်